ာဆီယံလမ်းကြောင်းထက်ပိုထီရောက်မဲ့မဟာဗျူဟာတင့်တဲ့မြမအရေးကိုချင်းကပ်ဖို့အမေရိကန်လွှတ်တော်မြမအရေးကြားနာပွဲတက်ရောက်သူအားလုံးကသဘောတူခဲ့ကြပါတယ်ဒီသတင်းကိုတွတ်တာချန်တာပြဖို့ထားပါတယ်ရှင် The current situation in Burma including the upcoming sham elections ထပ်ပေါမရှိတဲ့မဟာဗျူဟာမြန်မာနိုင်ငံရဲ့အဆုံးမရှိတဲ့အချက်အဲနဲ့အမေရိကန်ရဲ့ကန့်သတ်ထားတဲ့ရွေးချယ်ခွင့်များကြားနာပွဲကိုဒေသစံတော်ဂျိုဘမာ၁၉ရက်နေ့ကအမေရိကန်လွှတ်တော်ကွန်ဂရက်မှာပြုလုပ်ခဲ့တာပါမြန်မာပြည်နဲ့ပတ်သက်ပြီးခိုင်မာတဲ့ချက်လန်တဲ့နီလန်းတွေရနိုင်မဲ့ကျွမ်းကျင်ပညာရှင်တွေရဲ့သက်သေခံထွက်ဆိုချက်တွေကိုလွှတ်တော်အမတ်တွေနဲ့တာဝန်ရှိသူတွေကရယူကြားနာတဲ့ပွဲဖြစ်ပါတယ် ကျားနာပွဲမှာအဓိကအကြဆုံးအချက်ဖြစ်တွေ့ရတာကအမေရိကန်နိုင်ငံကမြန်မာအရေးကိုအာဆီယံလမ်းကြောင်းကနေဆက်လက်ချဉ်းကပ်တာထက်ပူထီရောက်မဲ့ကိုပိုင်မူဝါဒမဟာဗျူဟာအစ်တဲ့ပြောင်းလဲချဉ်းကပ်ဖို့ကျားနာပွဲမှာပါဝင်သူအလုံးကသဘောတူညီခဲ့ကြတာဖြစ်ပါတယ်။ အခုကျန်းသာပွဲဟာဆရာနာသိန်းလေးနှစ်ကျော်ကာလအတွင်းမြန်မာပြည်နဲ့ပတ်သက်ပြီးအမေရိကန်လွှတ်တော်မှပြုလုပ်ခဲ့တဲ့ပွဲတွေထဲမှာအကြီးဆုံးပွဲဖြစ်ပြီးတော်လှန်ရေးအတွက်ရလဒ်ကောင်းတွေရှိလာမယ်လို့အမေရိကန်ခြေဆိုင်မြန်မာပြည်ဆောင်ရွက်သူတယောက်ကမှတ်ချက်ပေးပါတယ်။5 point consensus now ကိုလိုက်နေတာ။အဲ့ဒါကမထီရောက်ဘူး။တိမ်အသုံးမဝင်ဘူး။ တို့ policy ပြောင်းရမယ်ဆိုပြီးတော့အကုန်လုံးသဘောတူကြ5 point consensus ကိုပို့ပြီးတော့ American policy တသက်ဖြစ်တဲ့ ASEAN နောက်ကြီးပဲလိုက်နေလို့ရှိရင်ငါတင်ပြေတော့မယ်ဘာမှမဖြစ်သေးဘူးဆိုပြီးတော့မြန်မာပြည်နဲ့ဆိုင်တဲ့ policy ကိုတို့ပြောင်းမှာပေါ့ဗျာနံပါတ်2ကအတူအရောင်ရွေးကောက်ပွဲကိုဆန့်ကျင်သင့်တယ်ဆိုပြီးတော့လက်မခံသင့်ဘူးဆိုပြီးတော့အဲ့ဒါလည်းအကုန်လုံးပဲ Republican နဲ့ Democrat ကိုတက်တည်တင်ပြတဲ့လူတွေရောမိကွန်းထုတ်တဲ့လူတွေရောအကုန်လုံးကသဘောတူတယ်နံပါတ်3က ကြားဖြတ်လေးကိစ္စပေါ့နော် online ငွေကြေးလိမ်လည်မှုကိစ္စအမေရိကန်အတွက်သူတို့တိုက်ပြီးလုံခြုံရေးအထိပါထိခိုက်တိုင်းတယ်သူတို့နေနေရမယ်ဆိုပြီးတော့ကျွန်တော်တို့တွေ့တာအဓိက၃ချက်ပေါ့ အမေရိကန်ရဲ့မြန်မာအရေးပေါ်ချင်းကပ်ဖို့မဟာဗျူဟာအတိမပါဝင်တဲ့အချက်၄ချက်ကတော့စစ်ကောင်စီရန်ရလက်ပတ်မှုမှာအရေးပါတဲ့အထောက်ပံ့တွေကိုဖျက်တောက်ရေးမဟာဗျူဟာပေါ်ဆောင်မှုအတွက်ကောင်းဆောင်တယောက်ခန့်အပ်ရေးမြန်မာဒီမိုကရေစီအင်အားစုတွေအားကောင်းလာအောင်ထောက်ပံ့ရေးအမေရိကန်နိုင်ငံလုံခြုံရေးကိုချိန်ချောက်လာတဲ့အချက်တွေကိုရင်ဆိုင်ဖြေရှင်းရေးစတဲ့အချက်တွေဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့အင်ဂျင်နီယာနိုင်ငံတွေဖြစ်တဲ့တရုတ်အိန္ဒိယတို့အပါအဝင်အရှေ့တောင်အာရှဒေသတွင်နိုင်ငံတွေရဲ့နောက်ကွယ်မှာဝှက်ထားတဲ့နိုင်ငံရေးသဘောထားတွေအပေါ်မှာမူတည်ပြီးအမေရိကန်နိုင်ငံကဆောင်ရွက်လာမဲ့လုပ်ငန်းတွေအောင်မြင်မှုရှိမရှိကိုတော့စောင့်ကြည့်သွားမှာဖြစ်တယ်လို့လေ့လာသူတွေကမှတ်ချက်ပေးပါတယ်။ American အနေနဲ့ကဘာမှာ balance ဖြစ်အောင်ပေါ့လေအထူးသဖြင့်တရုတ်နဲ့ပတ်သက်ပြီးတော့မှ Southeast Asia လို့လို့ဒီ Indo-Pacific ဒေသတွေလို့မှာပေါ့သူတို့ရဲ့လွှမ်းမိုးမှုကတရုတ်ရဲ့အနောက်မှာခြံခဲ့တာမျိုးမဟုတ်ဘဲနဲ့ power balance တွေဖြစ်အောင်လှုပ်ဆောင်လာတဲ့အခြေအချမျိုးတွေလည်းကျွန်တော်တို့တွေခံမှန်းလို့ပြရပါတယ်ရှင်ပတ်သက်မှုအတိုင်းအတာတွေတိုးမြင့်ပြီးတော့ဆောင်ရွက်လာတာတွေကိုတွေ့ရပါတယ်အထူးသဖြင့်ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ဒီရ ်ပိုင်းတွေမှာတောက်လျှောက်ဆိုတယ်လို့ပမာအရေးကြီးတွေကအရှိကိုရောက်လာတယ်ခုလိုအရေးကြီးရဲ့ဈာနာပွဲတွေလုပ်တယ်လို့ဒီလိုဈာနာပွဲတွေဆိုတာကဆက်ပြီးတော့မှဥပဒေပြုမှုတွေထိသွားနိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့အရေးကြီးရဲ့ကိစ္စတွေကိုအမေရိကန်နိုင်ငံအနေနဲ့ဆောင်ရွက်လာတယ်လို့ကျမတို့သုံးသပ်လို့ရပါတယ်ရှင်စစ်ကောင်စီကရာဇဝတ်မှုတွေကျူးလွန်ထားတာကြောင့်ကျုံနိုင်ငံလိုမျိုးစစ်ကောင်စီနဲ့ဆက်သွယ်ပူးပေါင်းဆောင်ရွက်တဲ့နေလန်းကိုတုံ့မို့အမေရိကန်နိုင်ငံအတွက်မဖြစ်နိုင်ကြောင်းဈာနာပွဲမှာဆွေးနွေးကြတာကိုလည်းတွေ့ရပါတယ် အမေရိကန်အစိုးရကအွန်လိုင်းငွေလင်လုပ်ငန်းကြားဖြတ်တိုက်ဖြတ်ရေးအထူးအဖွဲ့ Scam Center Strike Force ကိုဖွဲ့စည်းကြောင်းနိုဝင်ဘာ၁၂ရက်နေ့မှာကြေညာထားတာပါရက်ပိုင်းတွင်းမှာပဲလွတ်တော်မှာစာနာပွဲပြုလုပ်ပြီးမြန်မာပြည်ကိုထိရောက်တဲ့မူဝါဒရေးရာညီလန်းတွေနဲ့ချင်းကပ်ဖို့အမေရိကန်လွတ်တော်တာဝန်ရှိသူတွေကကြိုးစားလာတာဖြစ်ပါတယ်ကျွန်တော်တူတာချမ်းသာပါ